မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်တင်းဆောင်ကနေတင်ဆက်ပေးမှာကတော့နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မကြီးမြောင်းလိုင်းလိုက်သားရမြို့နယ်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစောင့်ဝင်ထားရှိမှုအခြေအနေများကြည့်ရှုစစ်ဆေးတဲ့တင်ဖြစ်ပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မကြီးမြောင်းလိုင်းဟာကောင်စီတွေ့ဘက်တွေ့ရမှုဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ခရီးစဉ်တွင်လိုက်ပါလာတဲ့အဖွဲ့ဝင်များရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မှုနဲ့တာဝန်ရှိသူများလိုက်ပါလျက် မေလ31ရက်နေ့နံပိုင်းကရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအကောင့်ထယ်ပေါ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနဲ့အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့သို့တွားရောက်ကြည့်ရှုစစ်ဆေးကြောင်းသိရပါဗျ။နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာလှိုင်သာယာမြို့နယ်ရန်ကုန်ပသိမ်လမ်းမပေါ်ရှိရောအတွင်းဝင်ဥဖို့လိုင်လမ်းလူသွားစင်းကြံအသည့်ခင်းချင်းဆောင်ရွက်ထားရှိမှုနဲ့လမ်းဘေးဝယ်ရာတွင်ရှင်းလင်းမြောင်းအဆင့်မြင့်တင်ထားရှိမှုတို့ကို၎င်း ကနောင်မင်းသားကြီးလန်ထိတ်တောင်မချမ်းလမ်းဖြတ်ကူတရာဆောင်မပီစီမှုအခြေအနေများနဲ့လူသားစဉ်ညံအသေးခင်းချင်းထားရှိမှုအခြေအနေများကို၎င်းတောင်ကြားချောင်းတရားကို၎င်းရောက်ရှိစစ်ဆေးကြကလိုင်သာယာမြို့နယ်အတွင်းရည်စည်းရလာကောင်းမွန်စေရေးအတွက်ရှင်းနှုံများများအားနှုံများစေတင်ခြင်းနဲ့ချောင်းဖြောင်ခြင်းလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းရှင်းမြောင်းလေဘဲတို့ကိုစနစ်တကျဖြင့်သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း ယခုရန်ကုန်မတိန်လမ်းမကြီးလမ်းမေးဝက်ရာတစ်လျှောက်တန့်ရှင်းတည့်ရမှုရှိစေရေးဆောင်ရွက်ရန်လူကြောင့်လည်းအခြားလူဝတ်သူများလမ်းညွှန်မှာကြပါတယ်။အဲ့ဒီနောက်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာရန်ကုန်နောက်ပိုင်းဤပညာတက္ကသိုလ်တို့တို့ရောက်ရှိကြပြီးတက္ကသိုလ်အဝင်လမ်းမကြီးနဲ့လူသားချင်းချင်းခင်ကျင်းထားရှိမှုအဝင်လမ်းတစ်လျှောက်တစ်ပင်ပန်းမှန်စိုက်ပျိုးထားရှိမှုများကိုကြည့်ရှုစစ်ဆေးပြီးလူဝတ်သူများလမ်းညွှန်မှာကြပါတယ်။အဲဒီနောက်ပါမခချုပ်ဒေါက်တာကြည်စုနဲ့ဆရာဆရာမများအားတွေ့ဆုံပြီး တက္ကသိုလ်ကျောင်းသားကျောင်းသူများတက်ရောက်တင်ကြလျက်ရှိမှုအခြေအနေများကိုမေးမြန်းပြီးတက္ကသိုလ်မှတက်ရောက်တင်ကြလျက်ရှိတဲ့ကျောင်းသားကျောင်းသူများရဲ့သွားလာမှုအဆင်ပြေစေရန်အိတ်ဆောင်များကောင်းမွန်မှုရှိစေရန်ကိုအလေးထားဆောင်ရွက်သွားရန်လိုက်သာယာမြို့နယ်ရေးစည်းရေးလာကောင်းမွန်စေရန်ပတ်သက်လို့မြို့ပြအင်ဂျင်နီယာဖွဲ့တန်းတက်ရောက်နေသောနောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများကိုအဖွဲ့များခွဲ၍အပိုင်းအလိုက်သုတေသနပြုအပြေရှားဆောင်ရွက်သွားရန်မှာကြပါသည်အဲဒီနောက်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာဘရင်အောင်ပန်းချန်သူရောက်ရှိကြပြီး ိုင်သာယာမျိုးနဲ့အကွက်ချပုံစံငယ်အားကြည့်ရှု၍မျိုးပြဖွံ့မျိုးတိုးတက်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားနိုင်မယ့်အခြေအနေများနဲ့ပတ်သက်လို့တာဝန်ရှိသူများကိုဆွေးနွေးမှာကြပါတယ်။အဲ့ဒီနောက်ပန်းချန်ရှင်းလင်းဆောင်ခန်းမှာတွင်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးကျုံနှင့်မြို့တော်ဝင်တို့ကလိုင်သာယာမြို့နယ်သို့ရောက်ရှိစစ်ဆေးစဉ်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရန်လမ်းညွှန်ချက်များအားဆောင်ရွက်ပြီးစီမှုနှင့်ဆက်လက်ဆောင်ရွက်ရရှိမှုလိုင်သာယာမြို့နယ်အတွင်းရေစည်းရေလာကောင်းမွန်စေရေးအတွက်ဇယားပုံကွန်ကရစ်ရေမြောင်းများဖောက်လုပ်ဆောင်ရွက်ရရှိမှု ရေမြောင်းများအတွင်အမိုက်များနှင့်ခြုံတွေများပိတ်ဆို့မှုမရှိစေရေးရှင်းလင်းခြင်းလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိမှုရန်ကုန်ပတိန်လမ်းမကြီးတစ်လျှောက်ရေစည်းရလာကောင်းမွန်စေရေးဆောင်ရွက်လျက်ရှိမှုနှင့်ရေထိန်တကားများတက်ဆင်ထားရှိမှု RC box cover များတည်ဆောက်လျက်ရှိမှုညောင်တုံးလမ်းဝဲရာရေစည်းရလာကောင်းမွန်စေရေးဆောင်ရွက်လျက်ရှိမှုရှေ့ပြည်သာတရားလမ်းပေးဝဲရာ လှိုင်းမြက်ထွက်ပေါက်ရေမြောင်းများဆောက်လုပ်ထားရှိမှုရန်ကုန်နောက်ပိုင်းတက္ကသိုလ်ဝင်တွင်ရေစည်းရလာကောင်းမွန်စေရည်ရှင်းနှုံမြောင်းများထူဖော်ဆောင်ရွက်ထားရှိမှုရန်ကုန်ပသိမ်လမ်းနှင့်ညောင်နှုံးလမ်းဝယ်ရာတွင်လူသားစင်ကြံကိုစနစ်တကျထည့်သွင်းတိစောက်ထားရှိမှုများအားတင်ပြရာနိုင်ငံတော်ဝန်ကြီးချုပ်ကမိမိတို့အနေဖြင့်လှိုင်းသားရမြို့နယ်အတွက် down plan နဲ့ development plan တို့ကိုစနစ်တကျရေးဆွဲအကောင့်ထဲပို့သွားရန်လိုကြောင်း တည့်ဆင်မီနဲ့ပတ်သက်လို့လဲရန်ကုန်မြို့နယ်စီမံသားရေးကော်မတီရဲ့အစီအစဉ်ဖြင့်နေအောင်ကြီးစွမ်းရင်တုံလျှက်ဆင်မီထုတ်လုပ်မှုစီမံချက်များကိုရေးဆွဲထားရှိရန်လူကြောင်းတိုင်တာယာမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့မှုများဟာယခုခါတွင်တိုးတက်မှုများစွာရှိလာပြီဖြစ်လို့အားလုံးစနစ်တကျဖြင့်ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း ိုင်တရာမြို့နယ်အတွင်းရှိဆက်ယုံလုပ်ယူများတွင်နေမီဒေတာပေါင်းစုံမှလာရောက်လှုပ်လှုပ်ကန်ကြသူများ၏နေထိုင်မှုလုံခြုံရေးစားရေးအတွက်လိုအပ်တဲ့အစားအသောက်များကိုတတသောစေနှုန်းဖြင့်ဝယ်ယူရရှိရေးတို့ကိုလည်းထည့်သွင်းစဉ်းစား၍တက်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း Social Security နှင့်ပတ်သက်လို့လည်းထည့်သွင်းစဉ်းစားဆောင်ရွက်ပေးကြရန်လိုကြောင်း၎င်းတို့ကိုမြို့နယ်နဲ့ခရိုင်အုပ်ချုပ်ရေးမှုများသက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်အနီးကပ်ကြက်မှတ်ကိုကဲ၍ဆောင်ရွက်သွားကြရန်လူကြောင်းဖြင့်မှာကြပါသည်။ ဒီနောက်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာညောင်တုံးလမ်းအတိုင်းမော်တော်ယာဉ်များဖြင့်လှည့်လေ၍အောင်စရတရာအနေတွင်တပင်ရွှေတီလမ်းဖြတ်ကူတရာတိဆောက်မှုလုပ်ငန်းကွင်သို့ရောက်ရှိကြပြီးလိုအပ်သည်များလမ်းညွှန်မှကြပါသည်အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအခွင့်အာဏာနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာရန်ကုန်တိုင်းဒေသကြီးအတွင်းရှိရွှေပြည်သားမြို့နယ်မင်္ဂလာတုံမြို့နယ်မြောက်ကလာပါမြို့နယ်နဲ့တောင်ကလာပါမြို့နယ်များအတွင်းမော်တော်ယာဉ်များဖြင့်လှည့်လေ၍လမ်းနှင့်နေမိများစနစ်တကျရှိစေရေး လမ်းနယ်များတွင်ကျူကျော်၍ဈေးဆိုင်ကမ်းများဖွင့်လှစ်ခြင်းလူနေထိုင်ခြင်းများမရှိစေရန်လမ်းဘေးဘွဲရာတလျှောက်ရင်စည်ရလာကောင်းမွန်စေရန်ရင်စည်ကမ်းလမ်းစည်ကမ်းများစနစ်တကျရှိစေရန်နှင့်တန်ရှင်းတရားလှပမှုရှိစေရန်တို့နှင့်ပတ်သက်လို့လည်းတာဝန်ရှိသူများကိုလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်ရှင်။